ကလေးတွေပျောက်ဆုံးမှုရဲ့နောက်ွယ်ကလင်မဲကြီးဒီနေ့မှာတော့ပျောက်ဆုံးသွားတဲ့ကလေးတွေအကြောင်းကိုလိုက်ရှာကြတဲ့လူတွေကကလေးတွေကိုဖမ်းဆီးခဲ့တဲ့နောက်ွယ်ကလင်မဲကြီးကိုလိုက်ရှာကြတဲ့ကြောင်းရိုက်ကူးထားတဲ့ဝက်ဖုံးဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဇလန်လေးရဲ့ဆက်မှာတော့အကြောင်းမှာ၃နှင်းကြောင်းသား၁၈ယောက်ရှိပေမဲ့အဲလစ်တယောက်ပဲရောက်လာတဲ့အတွက်ဆရာဖြစ်သူဂျက်စတင်ကအံ့ဩနေခဲ့ပါတယ်ကျန်တဲ့ကြောင်သား16ယောက်ကမင်းညားကမနေ့2နာရီ16မိနစ်အတိမှာသူတို့အိမ်ကနေထွက်လာခဲ့ပြီးဘယ်မှမသိတဲ့နေရာကိုသွားခဲ့တာပဲဖြစ်ပါတယ် ဘသူကမှဘာရီဖြစ်ခဲ့လဲဆိုတာကိုနားမလည်ကြတဲ့အတွက်ယေရီကစုံစမ်းစစ်ဆေးခဲ့ကြပေမဲ့ဖီရှာမယာဘင်းနဲ့လက်လျှော့ခဲ့ရပါတယ်။ကလေးတွေပျောက်သွားပြီးတလကြတဲ့အထိကိုအာနာပိုင်တွေကဘာဖြစ်ခဲ့လဲဆိုတာကိုတဲလွန်စာမရခဲ့ကြပါဘူး။ကျောင်းသားမိဘတွေကပျောက်နေတဲ့ကလေးတွေအကုန်လုံးရင်ဆရာဖြစ်တဲ့ဂျက်စတင်ကိုပြစ်တင်ခဲ့ကြပါတယ်။အစည်းအဝေးတစ်ခုမှာဆရာမတစ်ယောက်ကသူ့ကျောင်းသားတွေပျောက်ဆုံးသွားတဲ့အတွက်ခက်ခဲတဲ့အချိန်ကိုဖျက်ချော်နေတဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ သူ့စကားတွေကចောင်းသားမိပါတွေကိုဒေါသထွက်သွားစေခဲ့ပြီးပြဿနာမပြောင်းចောင်းဝင်ကြီးမာကတ်ကသူ့ကိုကားစီကိုလိုက်ပို့ခဲ့ရပါတယ်။လမ်းမှာတော့ Justin ကသူ့ရဲ့စိတ်ပျက်စရာအခြေအနေကိုဖြေဖျောက်ဖို့အတွက်စတိုးဆိုင်တစ်ဆိုင်မှာအရည်ဝင်ဝင်ခဲ့ပါတယ်။အိမ်မရောက်တော့သူကထူးဆန်းတဲ့တကားခေါက်တံတွေကြားခဲ့ရပါတယ်။အင်းရှိကဒေါသထွက်နေတဲ့ចောင်းသားမိပါတွေလို့ထင်ပြီးတော့သူကကိုယ့်ကိုကာကွယ်ဖို့အတွက်စပရေးဘူးကိုယူကာတကားဖွင့်ပြီးတော့ထွက်ကြည့်ခဲ့ပါတယ်။ဒါမှမဟုတ်လည်းအပြင်မှာဘယ်သူမှမရှိဘဲနဲ့ကားတစ်စီးပေါ်မှာဆုံးမလို့ရေးထားတဲ့စားတဲ့ចောင်းပဲရှိနေခဲ့ပါတယ်။ မနေ့ရောက်တော့ကျောင်းရဲ့ဒရိုက်တာကကျောင်းသားမိဘတွေစိတ်ကြေနေအောင်လို့ဂျက်စတင်ကိုအပန်းဖြေခရီးထွက်သွားခိုင်းပြီးတော့အလုပ်ကနေနှာခိုင်းခဲ့ပါတယ်။ဂျက်စတင်ကတခြားကန်းကို ပြောင်းသွားတဲ့အဲလစ်နဲ့စကားပြောကျင်တဲ့အတွက်တောင်းဆိုခဲ့ပေမဲ့ဒရိုက်တာကတော့ညင်းလိုက်ပါတယ်။ဒီနောက်မှာတော့ဂျက်စတင်ကရဲကို သူကားပေါ်ကစားအတွက်ပစ္စည်းဖြစ်စေမှုနဲ့တိုင်လိုက်ပါတယ်။အဲအချိန်မှာပဲသူကသူ့ဤစားဟောင်းဖြစ်ပြီးတော့သူနဲ့ပြက်ပြီးတော့မိမရာသွားတဲ့ပေါ်နဲ့တွေ့ခဲ့ပါတယ်။ညနေခင်းမှာတော့သူတို့ကအရေးဆိုင်ကိုချီတက်ခဲ့ကြပြီးအယံမူလာတဲ့အခါမှာတော့ဂျက်စတင်အိမ်ပြန်ပြီးတော့အိပ်ဖြစ်ခဲ့ကြပါတယ်။ မူးနေတော့သူတို့ကအရင်တုန်းကအခြေအနေကိုပြန်ပြီးတော့မှတ်ရနေခဲ့ကြပါတယ်။မနေ့ရောက်တော့ Justin က Alice နောက်ကိုလိုက်ခဲ့ပြီးတော့သူ့အိမ်ထိလိုက်သွားခဲ့ပေမဲ့လည်းတကားဖွင့်မပေးခဲ့ပါဘူး။ Brainbot တွေကအိမ်ထဲကနေသတင်းစာတွေနဲ့ကာထားတာကိုတွေ့တဲ့အခါမှာတော့ Justin ကဟနေတဲ့နေရာကနေအိမ်ထဲကိုခြောက်ကြည့်လိုက်ပါတယ်။ဒီနောက်မှာတော့သူကဆိုဖာပေါ်မှာလှုပ်ရှားမှုမရှိဘဲနဲ့အယုတ်ကြီးတွေတို့ထိုင်နေတဲ့ Alice ရဲ့မိဘတွေကိုတွေ့ခဲ့ပါတယ်။သူတို့ကအတန်တီးကြားရလဲလက်မကြည့်ခဲ့ပါဘူး။ Justin တယောက် Alice မိွားရဲ့ထူးဆန်းတဲ့ပြုမှုတွေကိုចောင်းអ៊ូជីကိုပြောပြီးတော့សរសេរជីခိုင်းခဲ့ပါတယ်။ដាវុတဲ့ခါမှာတော့သူကအိတ်နေရင်းနဲ့အိမ်မဆိုးတွေမက်နေခဲ့ပါတယ်။အဲနောက်သူကမောင်မဲနေတဲ့ចောင်းစင်းညံလမ်းမှာရှောက်နေခဲ့ပြီးကလေးတွေကအတန်းထဲမှာခေါင်းငိုက်ဆိုင်ကျနေခဲ့ပါတယ်။ Alice တယောက်သူ့ကိုမောကြည့်လိုက်တဲ့ခါမှာတော့ Alice ရဲ့မျက်နှာကကြောက်စရာကောင်းတဲ့ဂျိုကာရဲ့ပုံစံကြီးဖြစ်နေခဲ့ပါတယ်။လန်နိုးလာတော့သူကမျက်နှာချက်ပေါ်မှာကြောက်စရာမျက်နှာကြီးနဲ့အဖွားကြီးတယောက်ကိုတွေ့လိုက်ရပါတယ်။ မနေ့ရောက်တော့သူကအဲလစ်နော့ကိုဆက်လိုက်ခဲ့ပေမဲ့အဲလစ်က သူ့နောက်ကိုဆက်မလိုက်ဖို့တောင်းဆိုခဲ့ပါတယ်။အဲလစ်အိမ်ကိုစောင့်ကြည့်နေတော့မှပဲဂျက်စတင်တယောက်ကားထဲမှာပဲအိပ်ပျော်သွားခဲ့ပါတယ်။မောင်လာတော့အဲလစ်ရဲ့အမေကလက်ထဲမှာကက်ကြီးကိုကင်ကတုံနေတုံနေနဲ့အိမ်ထဲကနေထွက်လာခဲ့ပါတယ်။သူကကားထဲကိုဝင်လာခဲ့ပြီးဂျက်စတင်ရဲ့စပင်ကိုဖျက်ပြစ်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့ပျောက်နေတဲ့မက်သူးရဲ့အဖေဖြစ်တဲ့အာချောင်းကသူ့သားရဲ့အခန်းထဲမှာအိတ်ခဲ့ပါတယ်။မနေ့ရောက်တော့သူက သူ့သားထွက်ပြေးသွားတဲ့ CCTV မှတ်တမ်းကိုပြန်ကြည့်နေခဲ့ပါတယ်။ ဲဒီနောက်မှာတော့သူကရဲမှုနဲ့စကားပြောဖို့အတွက်ရဲစခန်းကိုတွားလိုက်ပါတယ်။သူက Justin ကိုရဲတွေကမဖမ်းတဲ့အတွက်ကွန်ပလိန်တက်ပါတော့တယ်။ Justin ကအရင်မိုးပြီးတော့ကားမောင်းနဲ့ပြစ်မှုပဲရှိကကလေးတွေရဲ့ပျောက်ဆုံးမှုနဲ့ပတ်သက်ဆက်နွယ်မနေတဲ့အကြောင်းရဲမှုကရှင်းပြလိုက်ရပါတယ်။တကယ်တော့အာချာက Justin ကိုစီဝေးမှာဆွဆွဲခဲ့ပြီးတော့သူ့ကားပေါ်မှာဆုံးမလို့ရေးခဲ့တာပဲဖြစ်ပါတယ်။ရဲရောက်တော့သူကအိတ်နေလို့အိမ်မဆိုးမဲ့ပါတော့တယ်။သူရဲ့စပွဲပေါ်ကတပ်ပုံတွေကဘေးပေါ်အတင်းကကလေးတွေကပျောက်ကွယ်သွားခဲ့တာပါ။ ။လမ်းပေါ်မှာတော့အာချာကထွက်ပြေးနေတဲ့သူသားကိုတွေ့သွားခဲ့ပါတယ်။သူသားနောက်ကိုပြေးလိုက်ရင်လည်းအာချာတယောက်အိမ်ပေါ်တက်တဲ့ကောင်းငင်ပေါ်မှာဆက်တနတ်ကြီးရှိနေတဲ့အိမ်တလုံးကိုတွေ့သွားခဲ့ပါတယ်။အာချာတယောက်ကလေးတွေရဲ့အိမ်ခန်းထဲထိဝင်သွားခဲ့တဲ့အခါမှာတော့အိမ်နေတဲ့မတ်သူကိုတွေ့ခဲ့ပါတယ်။အလင်းအောင်ကျလာတဲ့အခါမှာတော့မတ်သူရဲ့မျက်နှာကကြောက်စရာကောင်းတဲ့လူရှင်တော်လိုမိတ်ကပ်လိမ့်ထားတဲ့အဖွားကြီးဖြစ်နေခဲ့ပါတယ်။သူကနိုးလာတော့သူသားဖေကိုထွက်ပြေးသွားတာလဲဆိုတာတွေ့ကြည့်နေပါတယ်။ ရိုးရဲမြေပုံကိုထုတ်လိုက်ပြီးတော့သူကမတရူပြေးသွားတဲ့လမ်းကြောင်းတိုင်းမြင်းတကြောင်ဆွဲလိုက်ပါတယ်။အဲနောက်မှာတော့အာကြာကနောက်ထပ်ပြောက်နေတဲ့ကလေးတယောက်ရဲ့အမေစီကိုသွားက CCTV ကနေကလေးထွက်ပြေးသွားတဲ့မှတ်တမ်းကိုကြည့်နေပါတယ်။အာကြာတယောက်ကလေးတွေရဲ့လာရကိုတွေ့ကြည့်ခဲ့ပြီးတဲ့နောက်မှာတော့မြေပုံပေါ်မှာအမှတ်သားလုပ်ခဲ့ပါတယ်။မြင်းမြောင်နှောင်းကိုဆွဲကြည့်လိုက်တဲ့အခါမှာတော့တနေရာမှာသွားဆောင်နေတဲ့အတွက်အာကြာကအဲ့ဒီနေရာကိုကလေးတွေသွားတဲ့နေရာလို့ယူဆခဲ့ပါတယ်။ဒါမှမဟုတ်အာကြာကသူ့ရဲ့ theory ကိုစမ်းသပ်ဖို့အတွက်အချိန်မရှိခဲ့ပါဘူး။ သူကဒက်စီဆိုင်မှာဂျက်စတင်နဲ့တွေ့တဲ့အခါမှာတော့ရက်ပြီးစကားပြောနေခဲ့ပါတယ်။အဲဒီမှာပဲသွေးလေးလေးနဲ့ဒရိုက်တာမာကက်စ်ကယူတော်ကြောင့်ပုံပေါက်နေပြီးတော့သူတို့စီကိုပြေးလာနေပါတယ်။မာကက်စ်တယောက်ဒေါ်လာတကြီးနဲ့ဂျက်စတင်ကိုတိုက်ခိုက်တဲ့အခါမှာတော့အာချာတယောက်ဝင်ခဲ့ခဲ့ရပါတယ်။နောက်တစ်ခါမှာဘောကဂျက်စတင်နဲ့ပြန်တွေ့ပြီးတော့မြူထဲမှာကင်းလဲ့နေတော့ဘရင်းမောက်ကိုခွဲဖို့ကြိုးစားနေတဲ့လူတယောက်ကိုတွေ့ခဲ့ပါတယ်။သူကအဲဒီလူကိုလမ်းဝင်လိုက်တဲ့အခါမှာတော့အဲဒီလူကလမ်းကြားလေးကိုထွက်ပြေးသွားခဲ့ပါတယ်။ဘောကသူ့နောက်ကိုကားနဲ့လိုက်ခဲ့ပြီးတောင်းတစ်ခုမှမိသွားခဲ့ပါတယ်။ ရတိခံပြီးတဲ့အခါမှာတော့ပေါ်တယောက်သူ့စီမှာလက်နဲ့ပါလာဆိုပြီးတော့ရှာဖွေပါတော့တယ်။အပန်းခံရတဲ့လူကလည်းမပါချောင်းပြောခဲ့ပေမဲ့ပေါ်ကရှာရင်းနဲ့ပဲသူ့လက်ကိုအတချောင်းဆိုင်သွားကသွေးထွက်သွားခဲ့ပါတယ်။ EADS ကူမာကိုကြောက်တဲ့အတွက်ပေါ်တယောက်အဲ့ဒီလူကိုချက်ချင်းပဲပေါက်သိခဲ့ပါတယ်။သူ့လက်ကဒဏ်ရာကိုဆေးတက်ပြီးတဲ့အခါမှာတော့သူ့ရဲ့ချမ်းဖက်တဲ့လုံရက်ကကားကင်မရာမှတ်တမ်းမှာပါသွားကြောင်းသတိထားမိလိုက်ပါတယ်။အဲဒါကြောင့်ပေါ်ကသူ့ကိုမျိုးရဲကနေထွက်သွားမယ်ဆိုရင်မဖမ်းမင်းနဲ့လွတ်ပြေးမယ်ကြောင်းပြောခဲ့ပါတယ်။ ရဲစခန်းကိုပြန်ရောက်တဲ့အခါမှာတော့ဘောကသူ့ရဲ့ခေါင်းဆောင်ကိုဘာရီဖြစ်ခဲ့လဲဆိုတာပြောပြခဲ့ပါတယ်။တကယ်လို့အကြံပေးခံရတဲ့သူကတိုင်းမယ်ဆိုရင်ဘောကရပ်ပိုင်းလောက်ယာရုကနေဆိုင်ခဲ့ခံရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့မရှိဘူးဆိုရင်တော့မက်တန်းကတလကြရင်အလိုလျောက်ပြတ်သွားမှာဖြစ်ကတက်တေးလေးပျောက်သွားမှာပဲဖြစ်ပါတယ်။ဒါမဲ့လည်းသူကခင်းလဲနေတဲ့အချိန်မှာအဲလူနဲ့ထပ်တွေ့ခဲ့တဲ့အခါမှာတော့ကင်မရာကိုပိတ်ကသူ့နောက်ကိုလိုက်သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ခြေတော်အိမ်တိုင်းစီးသမားချင်းကတောထဲမှာတဲထိုးပြီးတော့နေနေပါတယ်။ ိုးစရာရှူစရာတခုမှမကြံတော့ဘဲနဲ့ဆေးပြတ်နေတဲ့အတွက်သူကကနာမငြိမ်းလဲဖြစ်နေကြပါတယ်။ဆေးဝယ်ဖို့အတွက်ပတ်စံရအောင်သူကအမျိုးရင်းနဲ့တငယ်ချင်းတွေစီကနေပတ်စံချိခဲ့ပြီးရထားတဲ့ကားတွေကိုလည်းတကားလိုက်ခွင့်ချိခဲ့ပါတယ်။ကားတစ်စီးကတကားပွင့်သွားတဲ့အခါမှာတော့သူကကလေးတစ်ယောက်ရဲ့လွယ်အီထဲကနေတက်ပလက်နဲ့နှကြက်ကိုယူကအပေါင်းဆိုင်ကိုတွားရောက်ပါတော့တယ်။ဒါပေမဲ့လည်းအပေါင်းဆိုင်ပိုင်ရှင်ကအဲ့ဓာတွေကိုမွေပင်းနဲ့ညင်းလိုက်ပါတယ်။အဲဒါကြောင့်ဂျိန်းကတိုက်ခန်းလေးကိုဖောက်ထွင်းဝင်ရောက်ဖို့ကြိုးစားနေတော့ပေါ်လက်ချက်နဲ့ဖမ်းမိသွားခဲ့ပါတယ် ဘောရဲ့လက်ကလွတ်လာတော့သူကမွေးရည်ထဲမှာရှောက်သွားနေခဲ့ပါတယ်။အဲလစ်ရဲ့အိမ်ခြေကိုရောက်တဲ့အခါမှာတော့စားလိုက်ပုံးထဲမှာစားရည်ပြည့်နေတာကိုတွေ့ပြီးတော့အိမ်ထဲမှာဘယ်သူမှမရှိတာကိုသဘောပေါက်သွားခဲ့ပါတယ်။အဲနောက်မှာတော့ဂျင်းကဒုတိယထပ်ကပရင်းပေါက်တဲကိုကြော်ဝင်ခဲ့ပါတယ်။အိမ်ထဲကိုပတ်ကြည့်ရင်လည်းသူကခေါင်းဖုံးကိုချုပ်ကပစ္စည်းတွေထည့်ဖို့လုပ်ပါတော့တယ်။ဗီဒီယိုဆက်ကိုကြည့်နေတော့ဂျင်းကဆိုဖာပေါ်မှာထိုင်နေတဲ့အဲလစ်ရဲ့မိဘတွေကိုအလင်းပြန်တဲ့တီဗီပေါ်မှာတွေ့လိုက်ရပါတယ်။ မိမောနေကြတဲ့အိမ်ပိုင်ရှင်တွေကဂျိန်းကိုဂယူမဆိုင်ကြတဲ့အခါမှာတော့ဂျိန်းကပစ္စည်းတွေကိုစိတ်ကြိုက်ယူပါတော့တယ်။သူကရှာဖွေရင်းနဲ့ပဲမြောက်ခန်းထဲကိုဆင်းသွားတဲ့အခါမှာတော့အမောင်ထဲမှာယက်နေတဲ့ကလေးတွေကိုတွေ့လိုက်ရပါတယ်။ကလေးတွေကလဲကြည့်လိုက်တဲ့အခါမှာတော့ဂျိန်းကကြောက်စရာကောင်းတဲ့အရာကိုမြင်လိုက်ရပြီးတော့အိမ်ထဲကနေငေတန်းပေါင်းအော်ကထွက်ပြေးလိုက်ရပါတယ်။သူကအပေါင်းချိန်မှာကိုရပါပစ္စည်းတွေတွားရောက်နေတော့ပျောက်နေတဲ့ကလေးတွေအကြောင်းသတင်းပေးနိုင်ရင်ဒေါ်လာ9000ရမယ်အကြောင်းကြေညာဖို့တွေ့ခဲ့ပါတယ်။ ဂျင်းကရိုးရိုးသားသားပတ်စံရှာဖို့အခွင့်အရေးရပြီလို့တွေးမိသွားကတရင်ပေးဖို့အတွက်ရဲတွေကိုဖုံးကွာလိုက်ပါတယ်။ဒါပေမဲ့လည်းရဲစကန်အဝမှာတဲ့ပေါကသူ့ကိုတွေ့သွားပြီးတော့လိုက်ဖမ်းတဲ့အခါမှာတော့ထွက်ပြေးခဲ့ရပြန်ပါတယ်။ဂျင်းတယောက်သူနေတဲ့တောထဲကိုပြန်ပြေးသွားခဲ့တဲ့အခါမှာတော့စပင်အနီရောင်နဲ့သူ့ကိုလက်ပြနေတဲ့လူရှင်တော်လိုမိတ်ကပ်လိန်ထားတဲ့အခွားကြီးကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကြောင့်သူကသူတဲတဲကိုဝင်ပုံးကစီထုတ်အပ်ကိုအစင်းသင့်ပြင်ထားလိုက်ပါတယ်။တဲဟုတ်ကတဲစစ်ကိုဖွင့်လိုက်တဲ့အခါမှာတော့သူကတွန်းထုတ်ခဲ့ပြီးတော့အဲ့ဒါကလည်းပေါ်ဖြစ်နေခဲ့ပါတယ်။ တကယ်တော့ဘောကသူ့စီကနေ INDS ကိုမှကြောက်နေတာပဲဖြစ်ပါတယ်။ဘောကသူ့ကိုတနက်တဲ့ချိန်ကချင်းကြောက်လိုက်တဲ့အခါမှာတော့ဂျင်းကလည်းပျောက်ဆုံးနေတဲ့ကလေးတွေရှိတဲ့နေရာကိုတိတဲ့ကြောင်ပြောခဲ့ပါတယ်။ဂျင်းကိုလက်ထိတ်ခတ်ပြီးတဲ့အခါမှာတော့ဘောကကားနောက်ခန်းလေးကိုတက်ခိုင်းခဲ့ပါတယ်။အဲလစီယာအိမ်ကိုရောက်တဲ့အခါမှာတော့ဘောကဂျင်းကိုကားထဲထည့်ခဲ့ကအိမ်ထဲကိုဝင်သွားခဲ့ပါတယ်။ဂျင်းတယောက်ကားထဲမှာကြာကြီးစောင့်နေခဲ့ရပြီးတဲ့နောက်မှာတော့ညကလည်းမောင်းလာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဘောကပြန်ထွက်လာခဲ့ပြီးတော့ကားနောက်ခံတကားကိုဖွင့်ကဂျင်းကိုဆွဲခေါ်သွားလိုက်ပါတယ် ။နောက်တစ်ခါမှာတော့ Marcus က Justin ပြောပြချက်အရ LS ရဲ့မိဘတွေနဲ့စကားပြောခဲ့ပါတယ်။မိဘတွေကနေမကောင်းတဲ့အတွက် LS ရဲ့ Andy Galadiga ရောက်လာခဲ့ပြီးတော့ထူးထူးဆန်းဆန်းဝတ်စားလာခဲ့ပါတယ်။ Alice ကအဆင်ပြေတဲ့အကြောင်းပြောခဲ့ပေမဲ့ Marcus ကမိဘတွေနဲ့လူချင်းတွေ့ဖို့လိုတဲ့အကြောင်းပြောလိုက်ပါတယ်။နောက်တစ်ရက်မှာတော့ Galadiga Marcus အိမ်ကိုလာတွေ့ပါတယ်။စကားပြောကြရင်လည်း Galadiga ရေတခွက်တောင်းတော့ကပကံလုံးနဲ့ထေခိုင်းခဲ့ပါတယ်။ မားကတ်ကလည်းသူပြောတဲ့အတိုင်းပကံလုံးနဲ့ထည့်ပေးလိုက်တဲ့အခါမှာတော့ဂလက်ဒီကမားကတ်ရုံငန်းတွေကခိုးလာတဲ့ဖဲပြားနဲ့ပတ်ထားတဲ့စူးပါတဲ့တက်ကိုင်းတစ်ခုကိုထုတ်ခဲ့ပါတယ်။သူ့လက်ကိုစူးရည်နဲ့တန်ရန်ရောက်အောင်လုပ်ပြီးတော့ဂလက်ဒီကထွက်လာတဲ့သွေးတွေနဲ့သူ့လက်ကိုကုသပေးဖို့လာတဲ့မားကတ်ကောင်းကိုတုတ်ခဲ့ပါတယ်။ဒီနောက်မှာတော့ဂလက်ဒီကလူတယောက်ကိုရဲအောင်လုံနိုင်တဲ့ခေါင်းတော်တစ်ခုကိုထုတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ဂလက်ဒီကမားကတ်ရဲ့ဇပင်ကိုတက်ကိုင်းမှာချီကတက်ကိုင်းကိုချိုးပစ်ခဲ့ပါတယ်။အဲဒါကြောင့် Marcus ကသူ့ရဲ့ Agency ပြေးသွားကကောင်းတဲ့ဒေးတဲ့အထိကိုသူ့နှစ်ဖူးကိုဆုံးတိုက်လိုက်ရပါတယ် ဂလက်ဒီကတေကိုင်းကိုရေထဲထည့်လိုက်တဲ့အခါမှာတော့မာဂက်ကရက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂလက်ဒီကဂျန်တဲ့တေကိုင်းကိုဂျက်စတင်ရဲ့စပင်နဲ့ခြေလိုက်ပြီးတော့ခုနကအတိုင်းထတ်လုပ်ခဲ့ပါတယ်။အဲဒါကြောင့်မာဂက်ကအင်းထဲကနေထွက်ပြေးသွားခဲ့တာမျိုးရဲကိုဖျက်ပြီးသွားခဲ့ရပါတယ်။အဲနောက်မှာတော့သူကဂျက်စတင်စီကိုရောက်လာခဲ့ပြီးတော့တိုက်ခိုက်ပါတော့တယ်။ဂျက်စတင်ကကားထဲကိုပြေးဝင်ခဲ့ပြီးတော့အာချာကလည်းမာဂက်ကိုတိုက်ခိုက်ခဲ့ပါတယ်။ဂျက်စတင်ကကောင်းကောင်းပြီးထွက်ပြေးသွားတဲ့အခါမှာတော့မာဂက်ကခုနကအတိုင်းခြေလျင်ပြေးလိုက်ခဲ့ပါတယ်။ ။အာဂျာကလည်းနောက်ကလိုက်သွားခဲ့တဲ့ခါမှာတော့ကားတိုက်ခံလိုက်ရတဲ့ market ကိုတွေ့သွားခဲ့ပါတယ်။ဒီနောက်မှာတော့အာဂျာကဈေးရုံကိုလိုက်သွားကဂျက်စတင်နဲ့တွေ့ပြီးတော့သူ့ကိုမယုံမိခဲ့တဲ့အတွက်တောင်းပန်လိုက်ပါတယ်။ market ကနာရိုတိုပြေးသလိုမျိုးပုံစံနဲ့ပြေးခဲ့တာဖြစ်ကြောင်းသူကလည်းပြောခဲ့ပါတယ်။အိမ်ကနေထွက်ပြေးသွားတဲ့ကလေးတွေကလည်းအဲ့လိုမျိုးပြေးသွားခဲ့တာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့အာဂျာကဂျက်စတင်ကို ကလေးတွေပြေးသွားတဲ့လမ်းကြောင်းတစ်ခုဆုံးတဲ့နေရာကိုပြလိုက်ပါတယ်။အဲ့နေရာကအဲလစ်ရဲ့အိမ်မှဂျက်စတင်ကတီးသွားခဲ့ပါတယ်။ နောက်ထပ်မှာတော့ Alice က Matthew အနိုင်ကျင့်တာခံရတဲ့အကြောင်းကိုပြန်ပြလိုက်ပါတယ်။အကြောင်းကြိုလာပြီးတော့လမ်းမှာ Alice ရဲ့ဖေကသူ့တော် Gladys လာလဲမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒီညနေခင်းမှာတော့ Alice က Brain Box ကနေစူးပါတဲ့အပင်ပင်ပါဝင် သူ့တော်ရဲ့ပစ္စည်းတွေအိမ်ထဲရွှေ့နေတာကိုကြည့်နေခဲ့ပါတယ်။မနေ့ရောက်တော့ Alice ကသွားတိုက်မျက်နှာတက်ပြီးတော့ဖျက်သွားရင်းနဲ့သူ့တော်ခန်းကိုကြည်နေပါတယ်။ဒီနောက်မှာတော့ Alice က Gladiator ရဲ့အုံမင်းရွတ်နေတဲ့ပုံစံကြောင့်လည်းလန်သွားခဲ့ရပါတယ်။ အဲဒီညနေမှာပဲသူ့ဘေကပထမဆုံးအနေနဲ့သူ့ကိုကြောင်းလာမကြိုးတဲ့အခါမှာတော့အဲလစ်ကခြေလင်းပြန်လာခဲ့ရပါတယ်။အင်မီယောက်တော့သူ့ရဲ့မိဘတွေကလှုံ့ရှားမှုမရှိတော့ဘဲနဲ့အကျော်တည်သူလိုမျိုးငြိမ်းနေတာကိုအဲလစ်ရောက်တွေ့ခဲ့ရပါတယ်။အဲလစ်ကသူ့ကိုလှုံ့ရှားလာအောင်ကြိုးစားခဲ့ပေမဲ့လည်းလုံးမဖြစ်တော့ပါဘူး။ညနေခင်းမှာတော့ဂလက်ဒီကအဲလစ်ကိုသူ့ရောက်နေတာကိုလျှက်ဝှက်ထားဖို့ပြောလိုက်ပါတယ်။အဲလစ်ကိုလည်းသူ့စကားနားထောင်အောင်လို့ဂလက်ဒီကသူ့မိဘတွေမျက်နှာကိုသူ့ဘာသာခရင်နဲ့ထိုးအောင်လုပ်ခဲ့ပါတယ်။ကြောက်ရွံ့သွားတဲ့အဲလစ်ကလည်းစကားနားထောင်မဲ့အကြောင်းကိုပြောလိုက်ရပါတယ်။ ကျောင်းသားမေစာအဲလစ်ကအကူညီမဲ့နေတဲ့သူမိဘတွေကိုပြုစုဆောင်ရှောက်ခဲ့ရပါတယ်။သူကသူ့ရဲ့မိဘတွေကိုအစားအသောက်တွေကျွေးရပါတယ်။ဂလက်ဒီယာအဲလစ်ကို သူကတော်တော်နေမကောင်းဖြစ်နေတဲ့အကြောင်းပြောခဲ့ပါတယ်။ဂလက်ဒီကပြန်ကောင်းလာပြီးတော့အိမ်ကနေထွက်သွားဖို့အတွက်အဲလစ်ကိုသူ့တန်းပေါ်ရဲ့ပစ္စည်းတွေခိုးခိုင်းခဲ့ပါတယ်။ကာယချင်းမှာအဲလစ်ကတန်းပေါ်ရဲ့ပစ္စည်းတွေကိုခိုးခဲ့တဲ့အခါမှာတော့ဂျက်စတင်ကသူ့ကိုမိတော့မလို့ဖြစ်သွားခဲ့ပါသေးတယ်။အိမ်ညာနေခဲ့မှာပဲဆုံးမဖြစ်တဲ့ဂလက်ဒီကအောက်လန်းနီးနဲ့လှုပ်ပါတော့တယ် မနက်နနာရီ16မိနစ်ကိုရောက်တဲ့အခါမှာတော့ Alice ရဲ့အတန်းပေါ်ကြီးအကုန်လုံးကအိမ်ကနေထွက်လာခဲ့ပြီးတော့ Alice ရဲ့အိမ်ကိုပြေးလာခဲ့ကြပါတယ်။အာနာပိုင်ဒီကကလေးတွေပျောက်ဆုံးမှုကိုစုံစမ်းစစ်ဆေးခဲ့ကြပါတယ်။တန်တရားဝေမခံရအောင်လို့ကလေးဒီက Alice ကိုအတန်းရှင်းလုပ်ခိုင်းက Alice ရဲ့မိဘတွေကိုအခန်းထဲထည့်ထားခဲ့ပြီးတော့ကလေးတွေကိုလည်းအပြစ်ခဏတွက်ခိုင်းခဲ့ပါတယ်။အချင်းလေးတွေပြန်ကြေးသွားတဲ့အခါမှာတော့ကလေးဒီကကလေးတွေကိုမြောက်ခန်းထဲမှာပိတ်လောင်ထားပြီးတော့ Alice ကိုလည်းလွတ်ထားကတခြားကလေးတွေစီကနေနှုတ်ပြမှုစွမ်းအင်တွေကိုယူနေခဲ့ပါတယ်။ ။ Alice ကတော့အိမ်မှာရှိတဲ့လူတွေအကုန်လုံးကိုအစာကျွေးခဲ့ရပါတယ်။စီတိုပူတွေဝယ်ပြီးအိမ်ပြန်လာတဲ့အချိန်မှာတော့ Alice ကထပ်ပြီးတော့ဖန်းစားခံထားရတဲ့ရဲတယောက်နဲ့စေတမားတယောက်ကိုလည်းတွေ့ခဲ့ပါတယ်။ဒီနောက်မှာတော့ Gladie ကမနှက်ပြန်ကြရင်ထွက်သွားမှာဖြစ်တဲ့အတွက်ပစ္စည်းတွေကိုသိမ်းခိုင်းနေခဲ့တာပါ။ဒီနောက်မှာတော့သူကသူ့ရဲ့ခန်းတကားမှာစီးထားထားတဲ့စားတွေကိုတမနှင်းဖို့လဲပြောနေခဲ့ပါတယ်။ရောက်တဲ့အခါမှာတော့ Alice ကအင်ရှိမှာကားတစ်စီးရထားတာကို Brain Box ကနေတွေ့သွားခဲ့ပါတယ်။ ဂျက်စတင်နဲ့အာဂျာတို့ကအိမ်ကိုကြည့်နေကြတာဖြစ်ပြီးတော့မောင်လာတဲ့အခါမှာတော့သူတို့ကအိမ်ထဲကိုဝင်လာကြပါတယ်။အဲဒီတော့သူတို့ကဂျမ်းမြင်ဘော်ကစားရီကိုတင်းင်းပြီးတော့ဖန်းစားခံထားရတဲ့ပေါ်နယ်ဂျင်းတို့ကသူတို့ကိုတိုက်ခိုက်ပါတော့တယ်။အာဂျာကဂျင်းကိုမောက်သိခဲ့ပေမဲ့လည်းဂျင်းကနာကျင်မှုကိုမခံစားဘဲနဲ့ပြန်ပြန်ထလာခဲ့ပါတယ်။ဂျက်စတင်ကပေါ်နယ်တိုက်ခိုက်ခဲ့ရပြီးတော့ဓာတ်ကင်ထားခဲ့ပါတယ်။လေဘင်းညစ်ကန်ထားရတဲ့အချိန်မှာတော့ဂျက်စတင်တယောက်ပေါ်ရဲ့ခါကပစ္စတိုကိုယူပြီးတော့ပေါ်ကိုပစ်တက်ခဲ့ပါတယ်။ ။အာချာတယောက်မြေအောင်ခန်းထဲဝင်သွားတဲ့အခါမှာတော့ပြောင်းနေတဲ့ကလေးတွေကိုတွေ့ပြီးတော့သူသားကိုလည်းလိုက်ရှာခဲ့ပါတယ်။အဲဒီအချိန်မှာပဲသူကဂလက်ဒီနဲ့တွေ့ခဲ့ပြီးဂလက်ဒီကလည်းအောက်လန်းနဲ့ပြူသားကဂျက်စတင်ကိုတွားတက်ခဲ့ခံခဲ့ပါတယ်။ဒုတိယထပ်မှာတော့အဲလစ်တယောက်လှူရှားဖို့အတွက်အချိန်ကြပြီဆိုတာကိုသဘောပေါက်နေပါတယ်။သူကစားရီကိုတင်းနှင်းပြီးတော့သူ့ရဲ့မိဘတွေသူ့ကိုလာတိုက်ခိုက်အောင်လှုပ်ပါတော့တယ်။အဲလစ်ကသူခန်းထဲကိုပြေးသွားကတကားပိတ်ခဲ့ပြီးသူခန်းထဲစက်ထားတဲ့တန်းစင်ကန်လေးကနေတဆင့်သူ့တော်ရဲ့ခန်းလေးကိုဝင်သွားခဲ့ပါတယ် ဂလရီရဲ့တကိုင်းတဲ့သပင်တုကိုယူပြီးတော့သူကသက်ဆင်ခန်းထဲဝင်ပြီးတော့တကားကိုတောခတ်လိုက်ပါတယ်။သူမိဘတွေကတကားကိုဖိနေတော့အဲလစ်ကဂလရီရဲ့သပင်ကိုတကိုင်းမှာရစ်ဘက်ကတို့တော်လိုမျိုးထုတ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကလက်ကိုစူးနဲ့ထိုးကတကိုင်းကိုတွေးနေတဲ့တုံးလိုက်ပြီးတော့ချိုးပစ်ခဲ့ပါတယ်။ရုတ်တရက်ခြေတံတွေကြားခဲ့ရပြီးတော့မြောက်ခန်းတွေကကလေးတွေကလည်းဂလရီရဲ့နောက်ကိုပြေးလိုက်ခဲ့ကြပါတယ်။သူရဲ့နီလန်းနဲ့သူပြူစားခံလိုက်ရပြီမှန်တီးသွားတဲ့အခါမှာတော့ဂလရီတယောက်ထွက်ပြေးခဲ့ပေမဲ့ ကလေးတွေကတိုက်ခန်းနေတဲ့ဒီပါဝင်ကသူ့နောက်ကိုတိုက်လာခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ကလေးတွေကသူ့ကိုမိသွားခဲ့ကြပြီးတော့တိုက်ခိုက်ခဲ့ကြပါတယ်။မိနစ်ပိုင်းလောက်ကြာတဲ့အခါမှာတော့ကလေးတွေကပိုင်းပိုင်းပြတ်သွားခဲ့ပြီးတော့ကလေးတွေကလည်းသူ့နားမှာယက်နေခဲ့ကြပါတယ်။ပြူသားထားတာပြေသွားတဲ့အခါမှာတော့အာချာတယောက်တတိယလာပြီးတော့ဂျက်စတင်ကိုလည်းလွှတ်လိုက်ကကလေးတွေနောက်ကိုလိုက်သွားစီခဲ့ပါတယ်။ဂျက်စတင်တယောက်ပေါ်ရက်ကိုတက်သွားတဲ့အခါမှာတော့အဲလစ်ကိုရှာတွေ့ခဲ့ပါတယ်။အဲလစ်ကတော့မလုံမရှားယက်နေတဲ့သူ့ရဲ့မိဘတွေကိုပွေဖက်ထားခဲ့ပါတယ်။ ။အာဇာကလည်းဂလယ်ရီရဲ့ဝက်စားတွေနားမှာရပ်နေတဲ့ကလေးတွေကိုတွေးခဲ့ပါဗျ။ဒီနောက်မှာတော့သူကမတ်သူကိုပွေ့ချီကအင်ကိုခေါ်လာခဲ့ပါဗျ။အော်လန်ပြေသွားခဲ့ပေမဲ့လည်းအဲလစ်ရဲ့မိဘတွေကတော့အသေးစိတ်ပြန်ဝင်မလာခဲ့ကြတော့ပါဘူး။သူတို့ကစေတစာစေယုံကိုပို့ခံခဲ့ရပြီးတော့အဲလစ်ကိုတခြားဆွေမျိုးတွေကဆောင်းလျှောက်ခဲ့ကြပါဗျ။ကလေးတွေကတော့သူတို့ရဲ့မိဘတွေစီကိုပြန်ရောက်သွားကြပါတယ်။နောက်ပိုင်းမှာတော့သူတို့တဲကတချို့ကစကားပြန်ပြောနိုင်ခဲ့ကြပါဗျ။ဇလန်လီကတော့ဒါပါပဲခင်ဗျ။ကြီးစုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။ ဒီလိုဇာတ်လမ်းကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားဖို့လည်းမေ့ပါနဲ့နော်အစုံဒီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းအထူးပဲအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ